မင်္ဂလာပါ MPD Mobile Phone သုံးဆက်သူများရှင်မိမိတို့ရဲ့ SIM card ကိုမှတ်ပုံတင်ပြုလုပ်ပြီးပါပြီလားရှင်မှတ်ပုံတင်ရသေးဘူးဆိုရင်တော့ခုပဲကိုယ့်ရဲ့ဖုန်းပေါ်ကနေမှတ်ပုံတင်လိုက်ရအောင် MPT ရှေ့သို့လမ်းချမြန်မာပြည် လူရှိဦးတည်ဆုံးခဲ့ရတဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာဖြစ်ပွားခဲ့တဲ့ကားမိလာမှုဖြစ်စဉ်မှာဖြစ်စဉ်တုန်းကတွားရောက်မိငိမ့်တက်ခဲ့တဲ့မိသက်လက်ထောက်ဦးစီးမှုဖြစ်သူကိုဒီကနေ့မတ်လ15ရက်နေ့မှာလှေကူးမြို့နယ်တရားရုံးမှာစစ်ဆေးခဲ့ပါတယ်။ဒီုံချိန်မှာတော့ဆွဆွဲခံထားရတဲ့အောင်ခန့်ဘက်ကနေရှေ့နေပါဝါတင်ပြခဲ့ပြီးတဲ့နောက်အမှုနဲ့ပတ်သက်ပြီးတရားလူပြတက်တဲ့အဖြစ်ကားမိလာမှုဖြစ်ပွားစဉ်ကတွားရောက်မိငိမ့်တက်ခဲ့တဲ့အမြန်လမ်းဆက်တမိုင်မိသက်ဦးစီးဌာနကမိသက်လက်ထောက်ဦးစီးမှုဖြစ်သူဦးငိမ့်ချန်းကိုစစ်ဆေးခဲ့ ခဲ့လို့သိရပါဗျ။ဒီလိုစစ်ဆေးရမှာမိသက်လက်ထောက်ဦးစီးမှုကအခင်းဖြစ်တဲ့နေ့ကအញ្ញလန်းမိုင်တိုင်အမှတ်၄မိုင်နှစ်ဖာလုံးအနီးမှာကာမီလောင်မှုဖြစ်ပွားကြောင်းသိရတဲ့အတွက်တွားရောက်မီးငြိမ်သက်ခဲ့ပြီးမီးလောင်ရတဲ့အကြောင်းရင်းတွေကိုစစ်ဆေးခဲ့ရတာတွေနဲ့ပတ်သက်ပြီးတရားရုံးမှာထွက်ဆိုသွားခဲ့ပါဗျ။ အဲ့ဒီနောက်ဆွဆွဲခံထားရတဲ့အောင်ခန့်ရဲ့အရှိန်အဖြစ်သူကမိသက်လက်ထောက်ဦးစီးမှုကိုအပြန်အလှန်မေးခွန်းတွေဆက်လက်စစ်ဆေးမေးမြန်းခဲ့ပြီးတဲ့နောက်တရားရုံးကနေရုံးချင်းကိုမတ်လ30ရက်နေ့ကိုပြန်လည်ချင်းဆိုပေးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇန်နဝါရီလ21ရက်နေ့ကရန်ကုန်မန္တလေးအမြင်လမ်းမကြီးမှာမန္တလေးဘက်ကနေဖျားဖူးပြီးပြန်လာတဲ့လူရှစ်ဦးလိုက်ပါစီးနှင်းလာတဲ့ high ace ရင်ဟာမိုင်းတိုင်အမှတ်၄မိုင်နှစ်ဖာလုံးအရောက်မှာရင်ရဲ့ဝဲဘက်ရှေ့ဘင်းပေါက်ရာကနေအရှိန်မထိန်နိုင်မဲ့လမ်းလေကျွန်းမှာကာယံထားတဲ့အလူ ူမီနီယံတန်းတွေကိုဝင်တိုက်မိပြီးကားမိလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီမီလောင်ကျွမ်းမှုမှာကောင်းမွန်မှာပါတဲ့လူကိုယ်ဦးအနဲ့အောင်ခန့်တူဦးတွေကသာထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲလွတ်မြောက်ခဲ့ပြီးကျန်တဲ့ရှစ်ဦးစလုံးကတော့ကောင်းမွန်မှာပဲမီလောင်သေဆုံးခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလွတ်မြောက်လာသူအောင်ခန့်ကရင်မောင်းနေသူဟာသေဆုံးသွားသူတွေကတဦးဖြစ်တယ်လို့ကနအူးမှထွက်ဆိုခဲ့ပြီးနောက်ပိုင်းမှာတော့ရင်ဟာမိမိမောင်းနေခဲ့တာဖြစ်တယ်လို့ဝန်ခံထွက်ဆိုခဲ့တဲ့အတွက်အမှတ်သုံးအမြန်လမ်းမကြီးရဲစခန်းကရှင်ပါ၄မြင်းဆောင်2000ခေါ်ရာဇသက်ကြီးဥပဒေပုံမှ304က ကြီး338မြင်းဆောင်285နဲ့အမှုဖွင့်ခဲ့ပြီး CID ကိုလွှဲပြောင်းပေးအပ်ခါစစ်ဆေးနေခဲ့ပြီးတဲ့နောက်လေကူးမြွနယ်တရားရုံးမှာပုံမှန်304ကကြီးတမှုရဲနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။